အားလုံးပဲမလားဗျ gaming ရဲ့ host ပန်လေးပန်လေး host ကနေပြန်လဲကျဆူလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ချစ်တော့ border law ချွတ်တော့ the strategy game လေးဖြစ် RPG game လေးဖြစ်ပြီးဆော့ရတန်လဲတန်နေစိတ်ဝင်စားဖို့လဲကောင်းတဲ့ game လေးတစ်ခုကြအောင်မြန်မာလူပြောပြပေးနေတာဖြစ်ပါတယ်အဲ့ဒါတော့ mount and play 2 banner lost ဖြစ်ပါတယ် တကယ်ထွက်ထွက်ကြလာပြီဘာဖြစ်လို့ခုမှ review လာလုံနေတာလဲဆိုရင်တော့ထွက်တာကြပြီမဲ့ခုချိန်ကြီးဆော့လို့ကောင်းစေဖြစ်တဲ့အပြင်မှာသူ့အတွက်ထွက်ထားတဲ့ most day တွေအကြောင်းပါပြောခြင်းလို့ပါအဲဘယ်လိုလဲဆိုရင်တော့ skyrim လို့ပေါ့ဗျာ KO ဟောင်းနေပြီဆယ်စုနှစ်လဲကြော်နေပြီဒါပေမဲ့ modern community ကြောင့် skyrim ကခုထိဆော့လို့ကောင်းနေ game နဲ့မပါနေစမြဲပါပဲ story မျိုးပြီးမျိုးပြောင်းဆိုရင်ထပ်တွင်းနဲ့ skyrim ရဲ့ tactical experience လေးတွေ pain နေစမြဲဆိုတာဆော့ဘူးတဲ့ဆိုရင်တည်ကြမှာ ဒါကြောင့်လဲ scaring လို့ပဲတက်ကြီးနေမယ်မပြည့်စည်သေးတဲ့ gain ဖြစ်နေတဲ့ banner loss ကိုတော့ကျွန်တော်မညှိုးမဲမနေနိုင်တော့လို့ပြောလိုက်ရပါတယ်ဆိုပါတော့လေကဲတော့မြန်မာလို့ကြည့်လိုက်ရအောင်မောင်းနေ play warbands ကနေစပြီးတော့တယောက်နေတဲ့ graphic တွေ RPG mechanic တွေကိုကြော်လွန်ပြီးမောင်းနေ play 2 banner loss ဆိုပြီးတော့2020ခုနှစ်မှာ official ထွက်ခဲ့တယ်ဆိုပါတော့မထွက်ခင်ကဘယ်ဒါတက်အနေနဲ့ထွက်ရှိခဲ့ပြီးသားလည်းဖြစ်ပါတယ် ဒီကင်းကဘယ်လိုလဲဆိုရင် strategy game ကိုမှကိုကဇက်လိုက် commander တယောက်အနေနဲ့ real time စစ်သားတွေ recruit လုပ်ပစံရှား item ရှား feint ရှားပြီးဘာမှမရှိတဲ့ဘဝနေပြီးတော့ time တွေအုပ်ချုပ်တဲ့ main key ကို RPG တွေနဲ့ဆော့ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ strategy လဲဆော့နေတယ် RPG လဲဆော့နေတယ်ဆိုတဲ့ဘော်ဒါကြီးတော့ကတော့ခွက်တီပဲပေါ့ဗျာ။ strategy နေနဲ့ဘာလို့တည်ထားတင်လဲဆိုရင်တော့ရက်ကွက်ထဲ chain ထိုးလို့မျိုးဟိုဘက်ဆယ်ရောက်ဒီဘက်ဆယ်ရောက်တိုက်ပွဲတွေကနေစပြီး last game battle တွေဖြစ်တဲ့ဒီထောင်ကနေနဲ့တိုက်ကြခိုက်ကြရဲ့အထိကို command လောက်ရမှာဖြစ်ပါတယ် castle မျိုးတွေတက်သိမ်းမဲ့ siege battle တွေနဲ့ free battle တွေအကုန်လုံးကိုယ်တိုင်ပေါဝင်တိုက်ခိုက်နိုင်အောင်ပါပါ KA border တို့က total war series ကိုစော်ဘူးမယ်ဆိုရင်တော့အဲ့လိုပဲတိုက်ပွဲတွေဦးစီးရမှာဖြစ်ပါတယ်အဲ့ဒီမှာထူးခြားတာက battlefield တစ်ခုမှာ unit ကသတ်မှတ်ထားတဲ့ amount ပဲထွက်ပြီးတော့ commander ကကိုယ်တိုင်ဦးစီးရမှာပါတကယ်လို့မြတ်ကိုကြတော့ခဲ့ဆိုရင်တော့ auto battle ဖြစ်သွားပြီးတော့တိရတဲ့ EN ကမရှုံးရှုံးအောင်တိုက်ပေးမှာဖြစ်ပါတယ် ်1100 BC ဝန်းကျင်ကစစ်သားတွေနဲ့တိုက်ကြခိုက်ကြမှာဖြစ်ပြီးရွေးချယ်ကြ fashion တွေနည်းနည်းတော့6မျိုးရှိပါတယ်။ဗလာဒီယန်လို့ခေါ်တဲ့ Spain ရဲ့ပြင်သစ်လူမျိုးတို့နောက်ပိုင်းတည်လာမဲ့ fashion empire လို့ခေါ်တဲ့ကျွန်တော်တို့ချစ်တဲ့ Taurat Roma Empire fashion ဗတာနီးယားလို့ခေါ်တဲ့ Germany ဖြစ်လာမဲ့ fashion Stargian လို့ခေါ်တဲ့အေးပိုင်းနေသားနိုင်ငံတွေဖြစ်လာမဲ့ fashion အစီရိုင်းလို့ခေါ်တဲ့အာဖရိကနိုင်ငံတွေဖြစ်လာမဲ့ fashion နဲ့ခူစိတ်လို့ခေါ်တဲ့မွန်ဂိုလီလို့မျိုးလုံးနဲ့လိုတကူမြန်မာနဲ့ fashion တွေရှိဆော့နိုင်ပါတယ်။ pronunciation မိုင်းလည်းသီးခံပါဗျာ။ fashion line မှာလိုအပ်တဲ့တက်သားဆောင်ရှိပြီးတော့တခုနဲ့တခုက unit ဖြစ်တဲ့ park တွေကွဲပြားနိုင်ပါတယ်။ဥပမာ starting line ဆိုရင် infantry အဓိကသုံးပြုတဲ့ fashion ဖြစ်ပြီးတော့သူတို့ infantry တိုင်းကခြေပြက်ကြီးမားတဲ့ဒိုင်းတွေကိုသုံးပါတယ်။သူတို့ fashion ကိုစော့မယ်ဆိုရင်လည်း infantry တို့ကလမ်းစာသိပ်ပေးစရာမလိုတဲ့ park တွေပါတာကိုလည်းတွေ့ရမှာပါ။ထိုနည်းတူပဲကုစိတ်ဆိုရင်မြင်းနဲ့ပတ်သက်တာမှန်သမျှလာစားနေသွားပြီးမြင်းတစ်ပြုတ်နဲ့ရန်သူအပြုတ်ချုပ်လို့ရရပေါ့လေမြင်းစိမြားပြည့် unit ဂျန်တွေရှိတဲ့ fashion ဆိုလဲမမပါဘူးဗရန်နီးယားဆိုရင်မျိုးလုံးနဲ့ပြေးမိရမှာတော့သူတို့ရဲ့ fine champion တွေဖြစ်ပါတယ် တကယ်လို့မှာအကောင်းဆုံးအာချာယူနစ်ဖြစ်ပြီးတော့ Sage Battle တန်းအသုံးဝင်တဲ့ယူနစ်လည်းဖြစ်ပါတယ်။ ASCII Rank ကတော့စီရေးထက်စီးပွားရေးဥစားပြတဲ့ Fashion ဖြစ်ပြီးတော့မြင်းတီတော်တွေကောင်းတဲ့ Fashion လည်းဖြစ်ပါတယ်။ Bladian ကတော့ Knight တွေရန်နမယ်ကြီးတဲ့ Fashion ဖြစ်ပြီးတော့ Crossbow ကိုတွန်းနေကြကြသုံးပြတဲ့ယူနစ်အများဆုံးရှိတာကိုလည်းတွေ့ရမှာပါ။နောက်ဆုံးအမယ်ရတော့အားလုံး Balance ဖြစ်ပြီးတော့အကောင်းဆုံး Tire Fight Infantry ရှိတဲ့ Legendary တွေရှိတဲ့ Fashion လည်းဖြစ်ပါတယ်။ကဲဒီရဲ့သဘောတဘာဝကိုခံမှန်းကြီးတီးပြီးလောက်ပြီဆိုရင်တော့ main campaign လေးကိုအရင်ပြောပြပါရစေ။ဇလန်းလေးရတော့ဒီလိုပေါ့ဗျာ။ ဆောင်ရမ်းချမ်းလဲတိုက်ပွဲဖြစ်ပွားပြီးရှုံးနေတဲ့နောက်ရောမိုင်မန်ဤတွင်ခေါင်းဆောင်တွေချင်းချင်းစီးလုံးမှုပြိုကွဲပြီးချင်းချင်းကြံထဖြစ်တဲ့အချိန်မှာတချင်းလောက်ခဲ fashion တွေကလည်းပုံကန်ထချောက်ကြပါလိမ့်ရောအဲ့ဒါလည်းပဲ Carrari တစ်ခုလုံးစစ်မီလောင်မြတ်နေတဲ့အချိန်မှာတကယ်လက်စားလို့ပဲတယောက်အနေနဲ့မိသားစုပြန်မိတ်ဆက်ခံလိုက်ရလို့ live ရှာနေတဲ့သူတယောက်ပြဇလန်းစားလာပါတယ်ဇလမ်းမဆိုင်ခင်တည်းကကိုယ့်စက်ကောင်ကိုစိတ်ကြိုက်ဖန်နှိမ့်နိုင်ပြီးတော့ lower skill တွေယူနိုင်တင်နိုင်ပါတယ်။ပြီးတော့ဇလမ်းဆာမှာ combat training နဲ့စပါမယ်။ဒါအောင်လို့ပဲကြော်လိုက်မယ်ဆိုရင်တော့ campaign စတော့မှာဖြစ်ပါတယ်။ ဇလန်းရဲ့အစားတော့တင့်ကိုဆီယံကိုတယောက်ကထူးဆန်းတဲ့ဘန်နာတစ်ခုပေးလိုက်တာပါအဲ့ဒါကိုစုံစမ်းဖို့အတွက်လက်ရှိအင်အားကြီး fashion 6ခုဟာ Nobel ကြီးတွေနဲ့စကားပြောပြီးတော့နောက်ပိုင်းမှာတချင်ရနာမည်ကြီးခဲ့တဲ့ရောမအင်ပါယာကြီးကိုထွန်းတောက်စေခဲ့တဲ့ Dragon Banner ဆိုတာသိလိုက်ရပါတယ်ဒီဘန်နာကြီးကိုပြန်လဲတိဆောက်ဖို့လုပ်နေတဲ့ကိုယ့်ရဲ့ပြန်မစ်ဆော့ခံရတဲ့မိသားစုဝင်တွေကိုကေတိန်နဲ့အင်ပါယာကြီးပြန်လဲတိဆောက်ချင်တဲ့သူတွေအင်ပါယာကြီးလုံးလုံးဖြူကွဲစင်နေတဲ့သူနှစ်ယောက်ကြားကိုဆုံးမြတ်ချက်တစ်ခုချပြီးကိုဆုံးဖြတ်တဲ့အတိုင်းဇလန်းတော့ဆော့ရမှာပါ ဒါက spoiler free ဖြစ်ဆုံးပြောသွားတာလို့ကျွန်တော်ယူဆပါတယ်အဲ့တော့ကိုပိုင်စစ်တပ်လေးဝါဖန်းလေးတိဆောက်ဖို့အတွက်တပ်သားတွေကိုရွာလေးတွေမြို့လေးတွေကနေစုဆောင်းရမှာပါသူတို့တက်လဲစားစရာရှိအောင်ဖန်တီးပြရမှာဖြစ်ပြီးတော့မိုးရဲအရန်ကြမတော့အောင်ထိမ့်ပြရဖို့လိုပါတယ်တိုက်ပွဲတွေပြီးမှတပ်သားလေးတွေက level တက်ပြီးပိုကောင်းတဲ့ infantry တွေဖြစ်တင်နိုင်မှာဖြစ်ပါတယ် တက်သားတွေကတော့ fashion တိုင်းမှာ base တက်သားနဲ့ lower တက်သားဆိုပြီး2မျိုးရှိပါတယ်။ base တက်သားတွေကတော့ tier 1ကနေယူ tier 5ထိတင်နိုင်မှာဖြစ်ပြီးတော့ lower တက်သားတွေကတော့ tier 2ကစတာကြောင့်အဆုံးက tier 6ဖြစ်မှာပါ။ ဒါဆိုတရား6တူကြီးပဲထည့်တိုင်းကျဲမှာပေါ့လို့ဘော်ဒါလော်တူကတွေးနေမယ်ဆိုရင်တော့တိတ်အစင်မပြေဘူးလို့ပြောပြပြသည်တက်သားတိုင်းမှာအားသာချက်အားနေချက်ရှိပါဒါကြောင့်မလို့ miss you နဲ့တက်တယ်ဆိုတော့သုံးရပါတယ်တက်သားမျိုးစားများများရှိလေကောင်းလေပါပြီးတော့တီတားမှာ fee ဘတ်တယ်ဆိုမြင်းတက်ကအားတာပြီးတော့ sage ဘတ်တယ်ဆိုရင် effectry တွေကအားတာပြီးမြင်းတက်သားတွေကုန် penalty ရမှာဖြစ်ပါတယ်။အဲ့လိုရှိရကြအောင် tire 6 unit ကြီးပဲထည့်ထားလို့မရပါဘူး။နောက်တစ်ခုက app kit အားများသွားပါလိမ့်မယ်။ အဲ့တော့သူတို့ကလာလာထိုင်ရှာပေးနေရင်ကိုစော့ရဲဇလန်းသွားပါပြီးသွားပါလိမ့်မယ်ပတ်စံကတော့ရှာနည်းမျိုးမျိုးရှိပြီးတော့စိတ်ကြရှာနိုင်မှာဖြစ်ပါလေပထမဆုံးလွယ်ဆုံးနည်းကတော့ကိုထက်အရန်နဲ့သူတွေကိုလိုက်ကျိတ်ပြီးတော့သူတို့စီရရဲ့လူကိုချောင်းတာပါဒုတိယတော့ရွာရဲမျိုးရံနမကြီးပုံကိုတွေကိုကုညီရမဲ့ quest တွေလိုက်လုပ်ပြီးရှာတာပါတတိယနည်းကတော့နည်းနည်းအထာနဲ့ဖို့လို့ပါတယ်ဒါကတော့ training လုပ်တာပါ ရွာတွေကနေတပ်ပြပစ္စည်းတွေဝယ်ပြီးမြို့တွေမှာတက်ရောင်းနေပေါ့လေ။ဒါပေမဲ့ဒီနေ့ကတော့ဂိမ်းတွေက trade system ကောင်းကောင်းတိမှလောက်တာကောင်းပါလေ။တကယ်လို့များကိုက feint တက်လာပြီးနာမည်ရလာပြီဆိုရင်တော့ AIG fashion 6မြို့တခုမှာဝင်ပြီးတော့ကျေးစားနေတဲ့ပစံရှာအဲ့ကနေမှသက်ဆိုင်ရဲ့ fashion တွေကို Nobel Law အဖြစ်ကျန်းသာဆိုသူတို့အတွက် typing ကိုပိုင်မျိုးလေး castelli ရလာရတယ်မှာဖြစ်ဖြစ် fashion ကောင်းဆောင်ဖြစ်လာရဲ့ကြီး။ရှောက်လန်းပြီးတော့ carrier တခုလုံးအပိုင်တင်ရမှာဖြစ်ပါလေ။ အဲ့လိုတိမ်းပိုင်းဖို့အတွက်ကိုယ့်ကာရက်တာကိုယ်တိုင်ကလည်းကျမ်းမလို့ပါသေးတယ်အဲ့တော့ရွေးချယ်နိုင်တဲ့ skill ရရှိပြီးအဓိကအပြင်6မျိုးရှိပြီးအဲ့6မျိုးမှာ3မျိုးစီထပ်ပိုင်းနာအကြောင်းစုစုပေါင်း18ခွာရှိပါတယ် main skill wire ကိုတင်ကြီးအပြင်တို့နဲ့တက်ဆိုင်တဲ့ size skill effect တွေကောင်းမွန်စေပြီးတော့ focus တော့နဲ့ size skill နဲ့ပတ်သက်တဲ့ ability တွေပွင့်လာပြီးရွေးချယ်နိုင်မှာဖြစ်ပါတယ်ဟိုမှာပြောရရင် main skill wire vigor ကိုတစ်ဆင့်ထပ်တင်လိုက်တဲ့သူနဲ့ဆိုင်တဲ့တလက်ကင်လက်ကင်နဲ့ဒုတ်ပိုင်း skill တွေကိုတက်စေမှာဖြစ်ပြီးတော့အဲ့ထဲမှာကွတ်ဒုတ်ကင်ရတာကိုကြိုက်လို့ focus point ကိုဒုတ်ကြီးပဲကင်ငမ်းမယ်ဆိုရင်တော့ long media ရဲ့ဝရင်းတို့တက်သားတယောက်လိုဖြစ်လာမှာပါ အဲ့ဒီမှာပြောချင်တာဒုတ်ကင်ဆိုတာလှန်နေပါတယ်ကိုပြောတာဖြစ်ပြီးတော့ brother တို့ထင်နေတဲ့ဒုတ်မဟုတ်ကြောင်းတော့နားလေစေချင်ပါတယ် ဒီနေရာမှာကြံပြူကျင်တာကိုကာယူတာစကီးတွေကျန်းနေတယ်ဆိုတော့ခေဆုံးနေတင်ဖို့ပဲကြံပြူပြလေကိုကဒုတ်ကင်တာကျန်းနေတယ်ဆိုရင်ဒုတ်ကင်တာခေဆုံးနေတင်အောင်ကြိုးစားတင်ပါလေမဟုတ်ဘူးထရိဒါကြီးပဲလုပ်မယ်ဆိုရင်လည်းထရိဒင်းကိုခေဆုံးနေတင်အောင်ကြိုးစားတင်ပါလေဘာလို့လဲဆိုရင်တော့ဘန်နာလော့တွေကခေဆုံးစကီးတွေကအကျဆုံးနဲ့ OB ဖြစ်လို့လို့ပါကာယူတာဆောင်ယူနစ်အကြောင်းလည်းပြီးသွားပြီဆိုရင်တော့ကိုမက်မကန်နစ်လေးကိုဆက်ပြောပြပြလေကိုမက်ကိုအော်တိုနဲ့မန်ယူရယ်တိုက်နိုင်မယ်ဖြစ်နိုင်တော့မန်ယူရယ်ကြီးပဲတိုက်စီခြင်းပါလေအော်တိုကကိုယူနစ်နဲ့သူများယူနစ်ကိုပါဝါနဲ့စားပြီးတော့တောက်တလွဲတက်တစ်တွေတုံးပြီးတော့ drop လိုက်တာဖြစ်တာကြောင့် မန်နျူရယ်တိုက်တာတအကြဆုံးများပြီးတော့ချိုးဘတ်တယ်ဆိုရင်မရှုံးနိုင်မဲတောင်ရှုံးပါတယ်ဘတ်တယ်လည်းဝင်သွားပြီဆိုရင်တော့ပရီဘတ်တယ်နေရာချနိုင်မှာပါဒီနေရာမှာ infantry cavalry archer စရှိရာတွေကိုအုပ်စုပေးနိုင်ပြီးတော့ဘတ်တယ်စတဲ့အချိန်မှာတော့မင်းရဲ့ဘာလဲမင်းရဲ့ဘယ်သွားဆိုပြီးတော့ခွဲချက် command ပေးနိုင်မှာပါများသောအားဖြင့် F1 F3 နဲ့ဘတ်တယ်ကပြီးနိုင်မဲ့ချို့ညာတွေမှာကြက်တက်တက်ကြက်ကြက်ဆော့ဖို့လိုပါတယ်ဥပမာဟိုဘက်ကလူရန်များနေချိန် defense နဲ့ဘယ်လိုဆော့မလဲ unit ငယ်တွေလည်းပဲတက်ချင်လို့ unit ကြီးတွေကိုရက်ကြီးခိုင်းတာမျိုးအစရှိတာတွေလိုအပ်လာရင်ကျွန်တော်ပြောသလိုမျိုးတက်တက်တွေနဲ့ဆော့နိုင်ပါတယ် ဲ့လိုလောက်ရတာပြင်းရင်တော့ F1 F3 ဒါနှိပ်ပြီးတော့ပြင်းရရုံပါပဲဒါပေမဲ့ Sage Battery မှာတော့အဲ့လိုလုံးလုံးမရပါဘူး Sage Battery ကပိုစိတ်ဝင်စားဖို့ကောင်းပါတယ် Attacking Mac ကဆိုရင်ဟိုဘက်အချားတွေကိုခိုးပြတဲ့ Defense မှာဆိုရင်ခဲလုံးပစ်ချတာလှေကားတွေကန်ချတာအဆရှိတာတွေကိုလောက်ရတာကိုပျော်ဖို့ကောင်းနေပါပါအဲကိုမှအကြောင်းလဲသိပြီဆိုရင်တော့နောက်ဆုံးချက်နဲ့ Management လေးတွေပါ ဒီမှာ RPG လို့ဆိုရတာဖြစ်လို့စော်ကြောင်လို့လည်းရပါတယ်အထူးသဖြင့်ကိုဝင်မဲ့ fanship ရဲ့အကြီးဆုံး family ကတယောက်ကိုကြောင်တာအကောင်းဆုံးပါပဲမျိုးတွေ castle တွေကိုပိုင်သားရခဲ့ရင်လည်းကျွန်တော်လုံးဝမဲ့ Harleyria ကိုလူတွေကိုပြောင်းထားပြရတာပါအဲ့ဒါမှာ project တွေစောက်လို့ရမှာဖြစ်ပြီးတော့အဓိက culture မတူဆိုရင်တော့ culture တူတဲ့ company ကနေ recruit လုပ်ပြီးထားတယ်ပါအဲကွန်မန်နီယံနေဆိုမှ management အနေနဲ့ကွာကွန်မန်နီယံနေကိုခန့်လို့ရပါတယ် တို့တွေဟိုဟီးရိုးတွေလို့မြင်လို့ရပြီတော့တို့ကလည်းသက်ဆိုင်ရာစကီးတွေရှိနေမှာပါဥပမာ Black Age တို့ The Blue တို့လို့အနောက်နာမည်ပါတဲ့သူတွေက Warrior Companion တွေဖြစ်ပြီးတော့ The Sergeant The Bitter Trust တို့ဆိုရင်တော့ဆရာဝန်တွေပါဆော်ရင်ဆော်ရင်တိလာမှာဖြစ်ပြီးတော့တို့သက်ဆိုင်တဲ့ပါတီရိုးပေးရလို့ရပါတယ်နောက်ပိုင်းမှာတီးခြားပါတီပါခွဲရနိုင်ပြီးတော့နိုင်ငံအုပ်ချုပ်တဲ့သူဖြစ်လာရင်သူတို့ Nobel State ပေးပြီးမြို့ Custer အပိုင်းသားပေးနိုင်ပါသေးတယ်။ Inventory Management တွေကတော့အများကြီးလုပ်เสียမှာမလို့ပါဘူး။မလို့တာရောင်းပြီးလို့တာဝယ်မလို့ပါပဲ။ Trade လုပ်မယ်ဆိုရင်တော့ဆက်စပ်ကပြောခဲ့လို့မျိုးအထာနဲ့ဖို့တော့လို့ပါပဲ။ဒီလောက်စ ဆိုရင်တော့ banner lock ကိုစမ်းနေတဲ့သူတိကျနေတဲ့သူတွေအတွက်လုံလောက်ပြီလို့ထင်ပါတယ်။အခုစက်ပြောမှာတော့လက်ရှိ shot နေတဲ့သူတွေအတွက်နဲ့ဝယ်ထားတဲ့သူတွေဇလန်းသွားပြီးတော့လို့လုံးဆရာမရှိတဲ့သူတွေနဲ့ vanilla ကိုပြင်းနေတဲ့သူတွေအတွက် banner lock အတွက်မဟာတော်ဝင် mod တွေကြောင်းဖြစ်ပါတယ်။ vanilla ကိုပြီးအောင် shot ပြီးလို့စမ်းပေါက် shot တာတော့ပြင်းလာပြီဆိုရင်တော့ banner lock ကို mod ထည့်ပြီး shot တာလုံးဝ experience ကိုပြောင်းသွားစေပါတယ်။ banner lock အတွက် mod များစွာရှိပါတယ်။ဒါပေမဲ့ဒီထဲမှာတော့ကျွန်တော် share တွေ့ပြီး shot တာကြိုက်တဲ့ mod တွေကိုပဲအဓိကပြောပြပေးပါမယ်။ ဒီမော့တွေကသူရလွယ်ကူပြီးတော့ premo သူရမဲ့ဟာလေးပဲရှိပါတယ်။ပြောရရင် butter လေး harmony ui extender အစရှိရလေးတွေကမော့မထက်ခင်အရင်သူရမဲ့မော့လေးတွေပါ။ကိုသွင်းမဲ့ mod ကဘာလို့လဲဆိုတော့လည်းပြောပြပြီးတော့မှဖြစ်လို့စိတ်ပူစရာတော့မလိုပါဘူး။ပထမဆုံးကတော့ caradia expander နဲ့ caradia advoa ပါ။ ဒီမော့တွေကတော့ vanilla မြေပုံကိုထပ်ချဲ့ပေးပြီးတော့နောက်ထပ် fashion အစ်စ်တွေနဲ့ unit တွေပါထပ်ထည့်ပေးထားတဲ့ mod ပါ။ဒါမှမဟုတ် carrier ဝါကိုထပ်ထည့်မယ်ဆိုရင် neutral fashion နဲ့ host time fashion အမြောက်အများထပ်ပေါ်လာမှာပါ။နာမည်နဲ့လိုက်အောင်တစ်ချိန်လုံးတိုက်ရခိုက်ရတာကြိုက်ရင်တော့ဒီ mod ကထဲ့ဆော့တင်တဲ့ mod ဖြစ်ပါတယ်။ဒါပေမဲ့ sandbox တော့ပဲကောင်းပါတယ်။ဒုတိယကတော့ eagle rising ပါ။ ခုနှစ်ရာကျော် BC ကိုခေါ်ဆောင်သွားမှာဖြစ်ပြီး Demo အတွက်ကတော့ realistic ပဲတဲ့မဟုတ်ဆိုတာလိုပါလိမ့်မယ်။ EK Rising ကတော့ Vanilla Game ကိုလုံးဝရောမရင်ပါရအစောပိုင်းကာလကိုပို့ပလိုက်ပြီးတော့တက်သားတွေရာစကုန်ပြောင်းလဲသွားမှာဖြစ်ပါတယ်။အဲ့ခဲအခါတကယ်တက်သားတွေပုံတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ realistic ပဲတဲ့ mod ကတော့တရခိုက်ရပို့ realistic ဖြစ်အောင်လုပ်ထားပြီလို့ battery ကကြာပြီးတော့ cavalry တွေပို့ကြောက်ဖို့ကောင်းလာမှာဖြစ်ပါတယ်။ကျွန်တော်တို့ Demo ကိုတိတ်မတော့မြင်ပေမဲ့တေချာလုပ်ထားတဲ့ mod ခုလည်းဖြစ်ပါတယ်။တတိယတစ်ခုကတော့ Realm of Throne လို့ခေါ်တဲ့ mod ပါ။ ူကတော့ဘန်နာလောကနေဂိမ်းအောင်ဒရုန်လုံးဝဖြစ်သွားမှာပါ GOD တွေက7 Kingdom ကိုအခြေပြုပြီးတော့ GOD တွေအတိုင်းပြန်လဲဖန်တီးရတဲ့ mod ပါအဲထဲမှာတခါကြီးစီးပါ Dracoris တောင်းနိုင်ပါတယ်အခုစပြောင်းမဲ့ mod လေးတွေကတော့ကြိုက်တာနဲ့တွဲတောင်းနိုင်ပါတယ်ကျွန်တော်ကြိုက်ဆုံးကတော့ Mary Anyone နဲ့ Woman of Caridia ပဲဖြစ်ပါတယ် မယ်ရီအနီဝဲကတော့ကြိုက်တဲ့ဖီမစ်ကာရီတာတွေကိုရွေးချယ်လက်ထပ်နိုင်မှာဖြစ်ပြီးတော့ Women of Caridia ကတော့ Commandia တစ်တစ်ပါလာမှာဖြစ်ပါတယ်။အဲ့ဒါအောင်မှာ Family Control နဲ့ပါတွဲသုံးမယ်ဆိုရင် Lord Duru ရဲ့စိတ်ကူးရမိသားစုလေးကိုအကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်သုံးတဲ့ mod ကတော့ Caridia Rising Armory လို့ခေါ်ပါတယ်။ဆိုတော့ရှေ့ပြီးသားအာမာနဲ့ Weapon တွေကိုပိုတီတီကြက်ကြက်ပြန်လဲရေးဆွဲပြီးပြီးတစ်တစ်များစွာလဲထည့်ပေးထားပါတယ်။နောက်ထပ်အရန်ကောင်းတဲ့ mod တွေလည်းများစွာရှိပါသေးတယ်။1800ခုနှစ်ကိုရောက်ပြီးတနတ်သမားတွေနဲ့ပဲချမယ် mod တွေ Armory Upgrade နဲ့ Unit Upgrade mod တွေအစရှိ ိတာတွေများစွာရှိပါလိမ့်တယ်။ဒါကြောင့် vanilla ပြီးပြီဆိုရင်စိတ်ညစ်နေပါနဲ့။မော့လို့ပြီးပြန်ဆော့ကြည့်ပါလို့တိုက်တွန်းမရဘူး။အဲ့ဒါနဲ့ဒီမော့တွေဘယ်မှာတောင်းရလဲဆိုတာကိုပြောပြပေးခြင်းမယ်မယ်။ copyright strike လေးတွေလည်းရှိမှာဆိုလို့ Google ကနေပဲရှာလိုက်ပါပေါ့လေ။ထိတ်ဆုံးကတွေ့မှာပါလို့ပဲပြောပြပြသည်။အဲနောက်ဆုံးအနေနဲ့ကတော့9နှစ်ကြာငုတ်တုံမိနေပြီးနောက်မှာတော့ T-Sport ကဘန်နာလော့အတွက် expansion အကြီးကိုကြေညာလိုက်ပါပြီ။ အဲ့ဒါတော့သူတို့ပြတဲ့အတိုင်းနေပဲကိုမတွေပါလာပြီး Viking တွေပါပါလာတော့မှာပါဒါအပြင်မှာ base game မှာလည်း stealth mechanic နဲ့အဝေးကနေညှိနှိုင်းလို့ရမယ်ပါလေးလုပ်တဲ့ fashion တွေပါပါလာတော့မှာဖြစ်ပါတယ်အမှန်တမ်းပြောရရင်တော့ဒါတွေရမော်တာတွေလုပ်ပြီးပြီဟာတွေကိုပဲ official အနေနဲ့ပြန်ထုတ်ပေးတယ်လို့တော့ခံစားမိပါတယ်ဒါပေမဲ့လည်းထွက်ရှိလာမဲ့ဂျွန်လာ18ရက်နေ့ကိုစောင့်ကြည့်ပြီးမှ stage review ထပ်ပြောပြပေးတာပါဗျာဒါဆိုရင် Borderlands 2ရော Mount and Blade Banner Lord ကိုဘယ်လိုမြင်လဲဆိုတာကိုပြောပြပေးခဲ့ပါအောင် ျွန်တော်ပြောသွားတဲ့နေရာမှာကြံခဲ့လာလေယူလေရှင်လေပြောပြပေးပါအောင်မြတ် strategy game နဲ့ပတ်သက်တာတောင်းဆိုရတဲ့ border law တွေအတွက်လည်းဒီ game လေးကစစ်ကျင်တဲ့မှုပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ game ကတော့ကြာနေပြီလားကြောင့် full press နဲ့မဝယ်ဘဲနဲ့ promotion တွေစောင့်ဝယ်သင့်တယ်လို့အကြံပြုချင်ပါတယ်ခင်ဗျာ။ဒီလောက်ဆိုရင်တော်တော်စုံလောက်ပြီဖြစ်လို့ဒီ view လေးကိုဒီမှာပဲရှင်းထားလိုက်ပါမယ်ခင်ဗျာ။နောက် video ကြရင်ပြန်လဲစုံတွေ့ကြမယ် game base ကိုဥကကြည့်ရှုအားပေးနေဒုတိယချင်းတွေလည်းအထူးပဲကျေးဇူးတင်ရှိလိုက်ပါတယ်ခင်ဗျာ။ Emesh maskula av eittu. Tú ve, Jesus, til